မတ်လ23ရက်နေ့2025ခုနေ့လူမြတ်ကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှုများမှာကြိုဆိုပါရစေ။ဒီနေ့ညမှာတော့တော်လိုင်းကြီးမှာလှုပ်နေမှရမယ်ရှက်နေလို့မရဘူး။တော်လိုင်းကြီးအောင်ခြင်းလှုပ်နေမှရမယ်ရှက်နေလို့မရဘူးဆိုတော့အုံးဗါလေအုံး community ဒါအုံး company ဆိုတော့လူငယ်မြေပြင်လူငယ်လေးတွေရဲ့ block လေးတွေကိုကျွန်တော်နေ့ကကြည့်ဖြစ်ပါတယ်။တာမအဖြစ်တော့ဒါနောက်နေတယ်လို့ပြောင်းနေတယ်လို့ထင်ရပါမိမယ်။ တော်လည်းမှာရက်နေလို့မရဘူးလုံနေမှာအောင်ပွဲကိုရမယ်တော်လည်းမှာတပ်ပေါင်းစုံရှိသည်မြတ်တော်လည်းတက်တွေထောက်ပို့တက်တွေပြည်သူလူတွေလုံနေမှာအောင်ပွဲကိုရပြီးမာလာဖက်စစ်တက်ကိုတဖြုတ်ဖြုတ်ချွေချအောင်ပွဲကိုရမယ်ဆိုရဲအတွေ့အကြုံတစ်ခုကျွန်တော်ပေါ်ပါတယ်အဲ့တော့လက်ရှိမာလာဖက်စစ်တက်ကဘာတွေဖြစ်နေလဲတော်လည်းဘက်ကဘာတွေဖြစ်နေလဲဒီခြေရီကိုသုံးတက် ဆွေးနွေးမှုကိုဆောင်ရွက်မှာဖြစ်ပြီးတမန်နေ့က TLN TNL စကိုင်းက PDF တွေကိုကုတ်ခိုင်မှာဖမ်းနေဆိုရဲသတင်းကောက်ချောင်းလေးကိုပြောပြမယ်လာရှိုးဒီကနေ့တရုတ်ဖိအားပေးမှုကြောင့်စကားစားနဲ့ဆွေးနွေးဝဲဒီကနေ့လုပ်နေပါတယ်ဒါရီနဲ့ပတ်သက်ပြီးဘာထူးခြားမှုတွေရှိတယ်လာရှိုးကိစ္စဒါရီကိုဒုတိယပိုင်းမှာပြောပြမှာဖြစ်ပြီးအခုတော့လူကြီးမင်းတို့ကိုကျွန်တော်တင်ပြချင်တာကဖက်စစ်တက် ပါရင်ဖြစ်နေတယ်။ယောက်တိုင်းပကိုးတိုင်းမကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းကရင်နီကချင်းပြည်နယ်ရခိုင်ပြည်နယ်တိုင်းနယ်ပြည်နယ်14ခုလုံးကစစ်မျက်နှာတိုင်းမှာဖက်စစ်တပ်စစ်ရှုံးနေပါတယ်။ခုခံစစ်ကိုဆင်နွှဲပြီးတဆုတ်တည်းဆုတ်နေကြရပါတယ်။မင်းကတောင်ခန်းလေးပြန်ရပြီ။နောင်ချိုကို ထိုးစင်လေးစင်မယ်ဆိုတာလောက်တော့ငါတို့ကိုလာမကြော်ရနဲ့ဘောမတတ်လက်ရှိစစ်သားအိုတွေပဲရှိတော့တယ်ပြိုကျတော့မယ်ဆွေးမြင့်ပုတ်တုံးနေတဲ့ဖက်စစ်တရဲ့အဆောက်အုံကြီးအကျင့်ပြချာစားမှုတွေနဲ့အကျိုးစီးပွားကြောင့်သာယူနီဖောင်းဝတ်ထားပြီးဘာယုံကြည်ချက်ခံယူချက်မှမရှိတော့တဲ့ဖက်စစ်တကြီး တိုင်းပြည်တွေကလူငယ်တွေဟာအနာဂတ်မျိုးဆက်တွေဟာဖက်စစ်တပ်ကိုလုံးဝအယုံကြည်ကင်းမဲ့လာပြီးစစ်မှုထမ်းပါလို့တကြောကြောခေါ်လဲဘာလို့ပြေးမယ်ပြောလဲမယုံကြည်တော့ပဲဒီကနေ့သူတန်းနဲ့ချီတဲ့လူငယ်တွေဟာတိုင်းပြည်ကထွက်ပြေးနေကြရပါတယ်ဒီကာလမှာဖက်စစ်တပ်ဟာအိန္ဒိယနိုင်ငံတွေကိုအကူအညီတောင်းပြီးပေးမဝင်ပါနဲ့ဗီဇာပိတ်ပြီးပါ ဒီလိုကုကေရာတောင်းနေရတဲ့အခြေအနေမျိုးပါတာမန်ကြီးအစ်စ်မူတန်းကြောင့်ထွက်ပြေးနေရတဲ့ငါတို့လူငယ်တွေအဲဘောနော်ဒုက္ခရောက်ကြတယ်ဒီအောင်အခြေခံပြီးကြည့်မယ်ဆိုရင်စစ်တပ်ကိုအယုံကြည်မယ်လို့လူငယ်တွေကမျိုးဆက်သစ်တွေဟာထွက်ပြေးပြီး၁၄နှစ်ကစားနော်၄၅နှစ်အတွင်းအကုန်ထွက်ပြေးပြီးတော့မဖြစ်မနေတာစစ်မှုထမ်းနေထမ်းတော်ထမ်းရတော့လေအခွင့်အကာတင်တာနဲ့တော်လည်းဘက်ကိုလက်နက်တွေနဲ့ယူထွက်ပြေးတာတွေကတဖို့ ရန်ကုန်လေစိတ်အခြေအနေကိုကြည့်မယ်ဆိုရင်လေပတ်စပို့တွေပိတ်ဗီဇာတွေပိတ်အကုန်ပိတ်ပြီးလေရင်ပေါ်ကပါဆွဲချနေရတဲ့အခြေအနေဒါပတ်စတဲ့အခြေမြင်တအောင်ထပ်ပြီးပြောပြချင်တာလေးရှိပါတယ်ကျွန်တော်တို့ဒီကနေ့စကားဆိုင်အခြေအနေကကပ္ပစရိကို အသိခံရမှာကြောက်နေတဲ့အချိန်ဒီပါရုရှားတရုတ်ကိုကြောတော့နောက်ခံလုပ်ပြီးရုရှားတရုတ်စီမာကျွန်ခံဖင်လန်ပေးပြီးတိုင်းပြည်ရဲ့အစိတ်အပိုင်းတွေကိုလက်သိထိုးပေးခဲ့ရတဲ့အချိန်တွေကိုဘောမတတိုက်မသိရှာအမျိုးသားတပါအမျိုးပါတာတာတနာပါကြဆိုရဲကောင်းပြီလေအတတ်မထွက်ရေးကြောက်ဖြူကိုရောင်းစားပလိုက်ပြီး တဝေရင်နဲ့စစ်ကမ်းကိုရုရှားကိုလက်သိပ်ထိုးပေးတယ်ကျွန်တော်တို့မသိတယ်လက်သိပ်ထိုးပေးတာတွေအများကြီးပဲဒီဒီလိုတိုင်းပြည်ကိုအစိတ်စိတ်မွာမွာအစိတ်စိတ်အပိုင်းပိုင်းလုပ်ပြီးတိုင်းတစ်ပါးရုရှားတရုတ်ကိုမင်းအောင်မိုင်းနဲ့စစ်ကောင်းဆောင်တစုအကျိုးစီးပွားအတွက်အကျိုးစီးပွားအတွက်နေတိုင်းပြည်ကိုအစိတ်စိတ်ပိုင်းလုပ်ပြီး จွန်ဖြစ်စီဘူးနီလန်အဲจွန်ဖြစ်စီဘူးအခြေအနေမျိုးကိုဒီအခြေအနေမျိုးမှာခင်ဗျားတို့ကျွန်တော်တို့ဘာလုပ်ကြမလဲဘာလုပ်ကြမြို့ပြကမြို့ပြကကိုရင်းဆိုင်မှုဆိုတဲ့လူတိုက်ရုရှားတရုတ်စီမှာကျွန်ခံဖို့အဆင်သင့်ဖြစ်ပြီအဲ့တော့ လက်ရှိဘတ်စစ်တပ်ဟာအာနာအတွက်ဘတ်စစ်တပ်စစ်ကောင်းဆောင်စုအာနာအတွက်ဤကဲ့သို့ရုံမှပတ်ဆက်မယိုင်းနေပေမဲ့ကျွန်တော်တို့ဝေဥတော်လိုင်းဤဘက်ကိုတစ်ချက်လိုက်ကြည့်အောင်ဝေဥတော်လိုင်းဤမှာလူငယ်ကောင်းဆောင်တွေမြစ်စုကြီးလိုအပြိုင်ရိုင်းပေါ်ပေါက်လာနေပါတယ်။နောက်တစ်ချိန်ကိုနောက်တစ်ချိန်တိုင်းပြည်ကိုဥဆောင်ဖို့အကူတွေကမြစ်စုပေါက်ကြီးတွေပမာ ငါငါဆွင်ဆွင်ပွင့်လန်းနေကြပါပြီမိုးပြတ်တိုက်ပွဲကကိုထက်အောင်ကြပြီမှာပါအတွေးခေါ်ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့မိုးပြတ်စစ်မြေပြင်မှာတီတီငင်ငင်ဖတ်စစ်တက်ကိုခြေမုံပြီးစစ်ဆိုင်ကျွန်တော်တို့အသက်ပြေးပေးပါမယ်တန်ဖိုးမဲ့တော့မပေးချင်ပါဘူးတိုက်ပွဲဝင်ရင်တော်လန်ရင်အသေးခံပါမယ် ငုတ်တုတ်ထိုင်ကြည့်ပြီးလေရန်ဘုံကျဲလို့အတူအစမှန်သိတဲ့ဘွားတော့မရောက်ချင်ပါဘူးဆိုတော့ကိုထက်ရဲ့မှတ်ချက်စကားတွေနောက်တစ်ခုကအသက်24နှစ်ပဲရှိတဲ့မြင်းကျန်ဘလတ်တိုက်ကဘိုမိုက်ခဲရဲ့စကားတန်ပြည်သူသာအမိပြည်သူသာအဖ PDF ပြည်သူမြစ်တာနဲ့အသက်ဆက်နေရတာဖြစ်တယ်ပြည်သူမြစ်တာပြတ်တဲ့နေ့တရက်တော့ခံမှာမဟုတ်ဘူးလို့ရဲဝုံဝင် ပြောကြလိုက်တယ်။အဲ့တော့အသက်24နှစ်တာရှိတဲ့မြင်းကြံပလတ်တိုက်ကခေါင်းဆောင်ပိုမိုက်ခဲရသူ့လောက်ကရဲဘော်တွေကကြီးတည်နေသည်မခွဲခြားဥဆောင်ခေါင်းဆောင်ဖြစ်အောင်ကြိုးစားနေလိုက်တာများအကိုကြီးတကတလေကြရင် COC တွေစစ်မိတ်တွေနေရာတကာလုံးလို့မရဘူးမြစ်တာတရားနေသွားရတယ်ကျွန်တော်တို့ရဲဘော်တွေကကျွန်တော်တို့တနက်တီပေါ်မှာမတော်မตายရသွားဘူးစစ်ခွေးတွေက ပစ်ဖို့ခတ်ဖို့ထိဖို့တက်ပြည်သူတယောက်စံကြည်တမြင်မှမတိအောင်ပို့ကူးဆိုင်ကြတယ်ဒီလိုလူငယ်ကောင်းဆောင်တွေမြစ်စုပေါက်ကြီးလိုတဖြည်းဖြည်းကြီးမားရှင်တန်လာပြီပင်ဟိုပင်ဟောင်းနေဆွေးမြေ့ပုတ်သွင်းနေတဲ့ဟာတွေကိုအလိုလိုပြိုကျအမြင့်ကိုရောက်လာမယ်ဘွားချင်းတံပါတဲ့ဝါဘိုးပင်ကြီးတွေ ခိုင်မာတည်တံ့နေလူငယ်ကောင်းဆောင်တွေထွက်ပေါ်နေပါတယ်ထွက်ပေါ်နေပါတယ်ကဲဒါဆိုရင်စစ်တပ်ဖက်စစ်တပ်တလက်ပြန်ကြည့်အောင်လက်ရှိ standard army ဆိုတဲ့ဖက်စစ်တိုက်ကတော့မိစ္ဆာတိုက်ကတော့အကုံလို့အကုံတက်အကုံမီးရှို့ဆိုတဲ့ policy အတိုင်းပဲရုပ်မှမြေဆက်လက်ရုပ်မှနေစေပါလက်ရှိမင်းအောင်နိုင်စေုပ်စုဟာအာနာရှင်အဆက်ဆက်မှာအញ្ញံဆုံးအာနာရှင်မျိုးဆက်ဖြစ်ပါတယ်သူရှိရတန်းရွှေလို့ခင်ညွန့်လို့ဘုန်နေဝင်းလို့တော်လို့လားတော်တယ်လို့ပြောတာမဟုတ်ဘူးတနက်ပြအနိုင်ကြီးရုပ်မှရက်ဆက်တာတော့အတူတူပဲဒါပေမဲ့ပါဇက်ယူရင်လူသွေးပေါ့ဗျာ ပညာတက်မြောက်မှုရုပ်ရည်အရံမောင်းလက်ရှိမလာမင်းအောင်လိုက်စစ်ကောင်းဆောင်သူကတော့အញ្ញံဖြင်းဆုံးအယွန့်ရှာပွဲအကောင်းဆုံးမျိုးဆက်ဖြစ်လို့နေပါတယ်။ဒါကိုထပ်ပြီးတက်တည် ပြရရင်ကျွန်တော်အင်းင်းရင်းနိုင်ငံတွေဖြစ်တဲ့မလေးစင်ကူဖိလစ်ပိုင်အစရှိတဲ့စစ်ဦးစီးချုပ်တွေဟာလေ what's point စင်ဟာတူစစ်ကြောင်းတွေကမဟာပွဲရယူထားတဲ့ဒူလီကြီးပဲ။ ပီအန်အန်စစ်ဦးစီးချုပ်စစ်ပါရမပွဲယူလာတာမလာတကောင်နဲ့စစ်ကောင်းဆောင်တခုတစုကတော့ဒေါ်စိန်ကျောင်းကရိုက်သွင်းလိုက်တဲ့တချောင်းဆွဲအယူအဆတွေဒေါ်စိန်ကျောင်းကတသက်မှတ်တဲ့တင်ကြားလိုက်တဲ့ပုံစံတွေအောက်မှာလုတ်တမြဖယူဖယဲနဲ့စစ်သားမှန်တမြအကုန်တည်ရဆိုတဲ့အယူအဆနဲ့ဆက်သွားနေတယ် ဲ့တော့ဒီကနေ့မှာပြည်သူလူထုတည့်ရလုံးကျွန်တော်တခုမေးချင်တာကမလာဆိုရဲမင်းအောင်လိုင်းဆိုရဲစစ်ကောင်းဆောင်ကိုငါနဲ့ကလော်တုတ်ချဲ့ဘူးတယ်မလားတမိုင်းဆက်ဆက်ကအာနာရှင်ကောင်းဆောင်ကြီးထဲမှာငါနဲ့ကလော်တုတ်ခံရတဲ့ရာဂိုင်တို့တို့မအများဆုံးကဘသူဖြစ်လဲအခုဆိုရင်အသေးငယ်ဆုံးသော generation alpha ကအစမအားလာမအီယူမအီယူမအားလာကစကြတာဗျာ လောက်ဒီဆက်ပြီးညံပြင်းလေဆိုရင်မင်းအောင်လိုက်လက်အောက်ကအရာရှိအရာကန်စင်မူတန်းဘူချုပ်ဘာညာတရကာဆိုတဲ့တကောင်သားများဟာလေဒီလောက်ဆိုးတဲ့အချိန်ဒီမှာတော့မဝေဖန်ရဲမထုတ်ပြရဲလောက်အောင်ကြောက်ချီးထွက်ပြီးညံပြင်းနေကြတာပြီဟိုတနေ့ကနှစ်ထိုးကြီးတို့ငါတရောက်လူတိုက်ပွဲမှာဘူမူးတွေဘူကြီးတွေမေးကြည့်တော့သူတို့ကိုသူတို့မီးသွေးဖုတ်တဲ့လူပါလို့ညာပြောရတဲ့ဘဝဗျဒီလိုဘဝမျိုးတွေရောက်နေတာ လူ ਉਹ လူဟောင်းတွေတကြီးတကြားအိုတွေနဲ့ဂျန်တော့တဲ့ဘတ်စတက်နောက်တစ်ခုကစစ်မှုထမ်းတွေနဲ့ပေါင်းဆက်ပြီးအာနာလပ်လို့ရရေးကြားကန်နေရတဲ့အချိန်ပါစိတ်တဲ့အယူအဆလောက်ရဲ့ချင်းကတော့နတ်တစီနဲ့ဤမိုးနဲ့နေပါဗျာအဲ့တော့ကိုအားကိုကိုကိုချစ်တော့ဘူးကိုရှောက်ပြီးရုရှားတရုတ်အာကိုတွေမအားလားဟာ ယူကရိန်းလိုအမေရိကန်ကတောက်ချတဲ့နေ့မှာပလက်လန်ကြပြီးခွေးကတက်ကိုရောက်ကိုရောက်ပါလေရုရှားတရုတ်အာကူနဲ့စစ်ဘောမတိုက်ကထောင်း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 လုတ်ပြီးမော်ကျွားနေပြီမဲ့အနည်းဆက်ဆုံးယူကရိန်းရုရှားစစ်ပွဲမှာအမေရိကန်နဲ့နေတိုအာကူနဲ့စစ်ဆင်ရတဲ့ယူကရိန်းဟာအမေရိကန်ကရက်ဆိုရက်ဖြတ်ဆိုဖြတ်တတ်ဆိုတတ်ပြန် ဖက်ကြည့်မယ်ဒေါ်လာရေးဖက် MND TNL တရုတ်ရဲ့ကြောရောင်းနောက်ခံတဲ့ရက်တီနေရပြီးတရုတ်ကတချို့ကိစ္စတွေတော်တော်များများနှိခိုနေရတဲ့အခါကျမလွန်ဆန်နိုင်တော့ဒေါ်လာရင်းအတွေးခေါ်ရင်ရက်တီချက်တီဘလောက်ခိုင်မာခိုင်မာတချို့ကိစ္စတွေမှာစစ်ကိုရက်ဆိုရက်ထားလိုက်ရတာပဲမလားအဲ့တော့ရုရှားတရုတ်အာကိုတွေမလာစစ်ကောင်းဆောင်ပြုမင်းတို့ ਨੇ အဲ့ဒီကောင်တွေ ਨੇ အကျိုးစီးပွားစခွက်လုပ်တဲ့နေ့ မင်းတို့ဘဝပြတ်တဲ့နေပဲတိတ်တို့ပြောမနေကြနဲ့ကျွန်တော်တို့တော်လည်ဤဘက်မှာဆိုရင်တော့ကျွန်တော်တို့တော်လည်ဤဘက်မှာဆိုရင်တော့တော်လည်ဤအစစ်ဆိုတာအဝေစားပေါင်းပြီးဖင်ပြဲနေအမေရိကန်ကဂျော့ဝါရှင်တန်တက်လေဒီတိုင်းပါလူပေါင်းစုံပြစွတ်ကျဲနေပစိုးကွင်းတိုင်းတက်ရတာပဲချက်ပေါင်းဖဏလဲပါတာပဲဗျအဲ့တော့ မကြခင်မှာပန်းပေါင်းစုံပွင့်ဖူးလာတဲ့တော်လန်ရေးရဲ့အသီးပွင့်တွေကိုကျွန်တော်တို့ကန်စားကြရမှာတဆက်ဆက်ထဲမှာတော်လန်အင်အားစုလူငယ်ကောင်းဆောင်တွေလို့ပြောပြီးတော့ကျွန်တော်တို့လက်ရှိ ERO ဆိုတဲ့တိုင်းသားတော်လန်ရေးတပ်တွေရဲ့မှာမှာပြည်သူလူထုရဲ့အသေးနှလုံးကိုစုပ်ကင်ထားပြီးရခိုင်ပြည်နယ်အပါအဝင် တိုင်း၃တိုင်းစစ်မင်းသားဖွင့်ထားတဲ့ တတ်မှုကျုပ်တိုက်ပွဲကမွေးထုတ်လိုက်တဲ့သူဘသူဖြစ်မလဲဘ ෝජ ုတ်ထုံမြင်နိုင်စနေသားဘ ෝජ ုတ်ထုံမြင်နိုင်2010ခုမှာပါပြောခဲ့လေးဆိုရဲသတင်းကောက်ကြောင်းလေးတခုကျွန်တော်ပြောပြပါမယ်ငါတို့မှာထိုက်တဲ့နေအင်အားလေးရှိလက်နက်လေးရှိတယ်နော်ဘာကြောင့်မတိုက်သေးတာလဲ အချိန်ကာတစ်ခုကိုစိတ်ရှိရှိနဲ့စောင့်ရပါတယ်။2024နဲ့2025 6လပိုင်းလောက်ဆိုရင်မင်းတို့ကိုကိုးပြတ်သွင်းမယ်။နေပြီးတော့ဒီတက်ကျိတ်ပြလိုက်မှာတော့ဆိုတာမျိုးတွေထိအရကတတော်အေးတမှုချုပ်ဘူချုပ်ထုံမြင့်နိုင်2029မှာပြောခဲ့ပါတယ်။အဲ့တော့တမှုချုပ်ဘူချုပ်ထုံမြင့်နိုင်အပါအဝင်အရကတတော်အေး အာခတ်တတော်အီနဲ့လူငယ်ကောင်းဆောင်တွေရဲ့အာခအိမ်မက်ရခိတအိမ်မက်အခုဆိုရင်ຫນွေဦးနဲ့ချိတ်ဆက်နေတဲ့အခြေအနေပါရခိတအိမ်မက်ဆိုတဲ့ရခိုင်ပြည်နယ်တခွင်စစ်ခွေးကင်းစင်ကြီးအတွက်ရခိုင်တပြည်လုံးကိုတိမ့်ပိုက်ထားပြီးစစ်တွေကြောက်ပြူမှန်အောင်သုံးမျိုးဝိုင်းပတ်ပိတ်ဆို့တာຫນွေဦးနဲ့ဘလို့ချိတ်ထားလဲဆိုတော့အမ်မင်ဘူးတောင်ကုတ်ဦးရှိပြီ ွားမတိုင်းကြောင်းအေယာဝတီတိုက်ကန်းကြီးထိုးစစ်ຫນွေဦးကပေါက်ပွားတာတွေ period တွေနဲ့ချိတ်ဆက်ပြီးတော့လက်ရှိလေးမျက်နာတိုက်ဝေးတာပေါင်းပသိမ်လမ်းကြောင်းကြီးပြီးပတော့ညောင်းခြေတော့ညောင်းဂျိုးကပစာများစီပင်္ဂလာပင်လေးဟောမှာအရှိန်ပြင်းပြင်းနဲ့တိုက်လေမုံတိုင်းလိုပဲ စစ်ချိန်တဟုန်တို့နဲ့နွာလာဥတ္တပကဲ့သို့တချိန်တို့ထိုးစစ်နဲ့ထိုးဆင်းလာလိုက်တာရခိုင်ရုံးမကိုကြော်ပြီးຫນွေဥဆိုတဲ့တော်လန်ရေးကြီးနဲ့ပေါက်ဆက်ချိန်ဆက်လိုက်တဲ့အခါကျတော့လက်ရှိတိုင်းနဲ့ပြည်နယ်14ခုမှာတိုင်းနဲ့ပြည်နယ်5ခုတမနဲ့အာခတ်တတော်ဤနဲ့ချိန်ဆက်စစ်မနာပွင့်ထိုးစစ်စစ်ပြည်နယ်တွေအနေနဲ့ကြည့်မယ်ဆိုရင်ချင်းရခိုင်ရှမ်းမြောင် ကချင်မှာလည်းတချို့တော့ပါနိုင်ပါတယ်။ဒီနယ်သုံးခုတိုင်းငါတိုင်းဒီဘက်က PDF တည်တာ MOD တွေတာအခြားတပ်တွေတာညီညီညာညာထားကြွ KNU တို့တာညီညာထားကြွရေဘာပြောကောင်းလဲပြားလို့ရေအဲ့တော့ကန်ဆိုးမှသွားရမိုးလိုက်လို့ပါကန်ဆိုးပြီးမိုးမောင်နဲ့မင်းအောင်လိုက်တယောက်ကထပ်ပြီးတော့ရခိုင်ရိုးမှကြော်တာနဲ့ကပ္ပစာကြည့် ။ AR တဲ့အနောက်ဘက်ကမ်းတစ်ခုလုံးရဲ့ထိုးစစ်ဘလို့မှတားမရ။တန်တမန်ကြီးကြည်မလား။အရခတ်တပ်။ຫນွေဥအချိတ်အဆက်နဲ့အတူအိန္ဒိယဘင်္ဂလားဒေ့ရှ်တို့ကအရခတ်တပ်ကြီးကစီးပွားရေးချိတ်ဆက်ဆောင်ရွက်နေပြီ။ကုလသမဂ္ဂတွင်မှုချုပ်ပို့ချုပ်ထုံမြင့်နိုင်အာ sorry ကုလသမဂ္ဂတွင်မှုချုပ်ကတော့အရကတ်တတော်ဤပို့ချုပ်ထုံမြင့်နိုင်အပါဝင်ခေါင်းဆောင်မျိုးကိုတွေးစုံသိနေလို့ ြောထားပြီ။ကဲ။မာရုပါဖြစ်နေပြီ။မာလာဘောဘာဖြစ်နေလဲဆိုရယ်။လူကြီးမင်းတို့လက်ဝါးပေါ်တင်ကြည့်လို့ရအောင်ကျွန်တော်အကြံဉာဏ်တင်ပြချက်ဖြစ်ပါတယ်။ဒုတိယပိုင်းနေလား။ဒီနေ့လာရှုမှာ လာရှုကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်ပြည်မှာ MND နဲ့စက္ကဆတွေ့ဆုံကြပါတယ်။နောက်ဆုံးရရှိတဲ့သတင်းများရတော့လာရှုကို ဘတ်စစ်တပ်ဟာအငမ်းမရပြန်လို့ခြင်းနေပါတယ်လာရှိုးကမဟာပြူပါပါမဟာပြူပါမြို့မြို့ဖြစ်ပါတယ်လာရှိုးကမဖြတ်ပဲဗမာပြည်မှာလည်းဘာမှမရလာရှိုးကစည်ရေးအချက်ချဖြစ်တယ်လို့စီးပွားရေးအချက်ချဖြစ်ပါတယ်ဒါကြောင့်ဇက်ကဆဟာယမခဆိုတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုလက်လို့ရပြီး နောက်ပိုင်းအရှက်တိတ်ခါမဲ့စွာပြန်တိုက်ယူဖို့တော့မတွေးအားပဲတရုတ်ကို အစိုးလံပေးပြီး MNDE ကိုဖိအားပေးတောင်းနေပါတယ် MNDE ကလည်းနိုင်ငံရေးရတချို့ဖိအားတွေကိုမလွန်ဆန်နိုင်တဲ့အခါကျလာရှိဖို့တချို့တဝက်တော့ပြန်ပေးလို့ရပါမယ်အကုန်တော့မပေးနိုင်ဘူးဆိုတော့ကိစ္စနဲ့ဒီကနေ့တင်းမာစွာဖြစ်ပေါ်ပြီးဆွေးနွေးပွဲပြတ်သွားတယ်စစ်နိုင်လူတွေဗျာစစ်နိုင်သူကစစ်နိုင်သူစကားပြောမှာပဲစစ်ရှုံးတော့မအားလာတက်က သူပထွေးအားကိုနေတောင်းကျင်တိုင်းတောင်းပေးကျင်တိုင်းပေးရတောင်းကျင်တိုင်းတောင်းပေးကျင်တိုင်းပေးရင်တရောင်းစားတွေတထေးပြစ်ကုန်မှာပေါ့ဗျာ uniform way တရောင်းစားတွေပြောတာပါဒီချီနေပါဒါရင်းရဲ့ပတ်သက်ပြီးဂျာဝင်တက်ရှုသွေးခွဲမှုတွေရှိပါတယ်အဲ့ဒါတစ်ဖြတ်ပြောမယ်နောက်တစ်ခု TNL ကုတ်ခိုင်မန်တုံမှာစကိုင်း PDF တွေကိုဖန်ဆီးတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဟိုဘက်ဟိုတမြန်နီးက ကျွန်တော်တိုင်းထုတ်ပေါ်ပြောကြားပြီးဂျန်နေလီကောင်းဆောင်များကိုမေတ္တာရက်ခံခဲ့ပါတယ်။နောက်နေမှာတော့မနေ့ကတင်ပါတယ်ကောကျွန်တော်မနေ့ကပြောဖို့မိသွားတာ။ဂျန်နေလီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပီဒီအများကိုပြန်လေလွတ်ပေးလိုက်ပြီးကိုယ်ကိုင်မှာလက်နဲ့ရောင်းဝယ်ခြင်းကိစ္စအချင်းများတာဖြစ်ပါတယ်။နားလည်မှုလွဲတာဖြစ်ပြီးအခုတော့အေဂျင့်ဆိုတာဖြစ်ရှိပြီးပြန်လေလွတ်ပေးလိုက်ပါ။ဒီကိစ္စကိုအကြောင်းပြုပြီးတော့ဖတ်စစ်တက်ဟာလीအ TNL နဲ့တော်လိုင်းအင်အားစုဂျာ TNL တော်လိုင်းအင်အားစုနဲ့ MND ဂျာအာခတ်တတ်တော် EE နဲ့တော်လိုင်းအင်အားစုဂျာအမျိုးမျိုးတက်ရှူတွေးခွဲဖို့စ조사နေလျက်ရှိပါတယ်မရပါဘူးသူမနာကြောမှလည်းတန်ရာနေနဲ့ဖက်စစ်တက်စောက်ကျင်ဥမာခြေကတိငါတို့သိတယ်ကွာဒါကြောင့်မို့ဒီရပိုင်းမှာတတိကျကျထားကြပါဖက်စစ်တက်လုံနိုင်တာဟာတက်ရှူတွေးခွဲမှုတစ်ခုပဲကြပါ အဲ့တစ်ချက်ကသာလေကျွန်တော်တို့ကိုဒုက္ခပေးနိုင်ပါလိမ့်မယ်စစ်ပွဲမှာရှုံးနေပြီနိုင်ငံရေးမှာရှုံးနေပြီနိုင်ငံနိုင်ငံကမျက်နှာစာမှာလူရမဝင်မဲ့ခွေးကတက်ကတော့မတက်ရတဲ့မင်းအောင်နိုင်ဘွားအဖတ်ဆေဗီယာတိတ်မကြံတော့သူအဖတ်ဆေနိုင်တာရုရှားတရုတ်ဖင်လန်ပေးပြီးလူလူနဲ့တော်လိုင်းရေးကြားတတ်ရှုသွေးခွဲမယ်တော်လိုင်းရေးနဲ့တော်လိုင်းရေးသမားအချင်းချင်းတိုင်းနာအီအော်ကြီးကြားတတ်ရှုသွေးခွဲမယ် ဒါကလွယ်ရင်သူတို့အချားမလုံနိုင်တော့ဒါပေမဲ့ဖတ်စစ်တက်ကကောင်းပြီတကုတ်ပြောလိုက်ရှင်တာကရှိဆက်ရှိကဆောက်ချိုးရီ25မှာလာမချိုးနဲ့လို့ပြောရင်ဒီညရီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါ